Hello အားလုံးပဲမင်္ဂလာပါ Gobo Gaming Facebook Page နဲ့ YouTube Channel လေးနဲ့ပြန်လည်ကြိုဆိုလိုက်ပါရစ်ဗျာဒီနေ့ဗီဒီယိုလေးကတော့တောင်16ရဲ့ Firefox Attacking လေးကိုတိုက်ပြပေးတော့မှာဖြစ်ပါတယ်လက်ရှိ Gobo 3000ရဲ့ Firefox Attacking လေးကဆိုလို့ရှိရင်တော့တောင်16မှာ Gobo တိုက်နေတဲ့ Super Yeti Firefox Attacking လေးကိုပဲတုံးပြပေးတော့မှာဖြစ်ပါတယ်ကဲတော့ Let's Go Brother Join အရှင်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ โอเคဒီဘက်မှာဆိုလို့ရှင်တော့ကိုဘောကတော့ဒီ firewall ကိုကိုဘောတော့ဒီ monolith တက်တက်ကိုပဲကျွန်တော်ယူလိုက်မယ်ပြီးတော့ဘာရမလဲဆိုလို့ရှင်တော့ monolith ရမယ် scatter shot ရမယ်ဆိုတော့ h bow ရမယ်အဲ့လောက်ပဲပေါ့နော်အများကြီးမမှန်ပဲねကိုဘောအဲ့လောက်ပဲအရင်ယူလိုက်မယ်เนาะအဲ့တော့ let's go တော့အတိုင်းကျွန်တော် warden လေးကို ground လေးရှာပြီးတော့မှာโอเคပုံမှန်တိုင်းလေးပဲသွားမယ်เนาะအတောင်းဆက်ကိုဘောကိုဘောလက်ရှိတိုက်နေတဲ့ attacking ကဆက်လျှောက်မှာလဲအလုတ်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြချင်တာဖြစ်ပါတယ်အဲ့တော့ဆက်လျှောက် player လေးတွေက firewall ဘာကောင်းလဲဆိုလို့ရှင်တော့ဆက်ကိုဘော attacking ပဲတိုက်လုံးဝကျွတ်ပါတယ် โอเคဟန်အားလေးတကောင်ရှာလိုက်တယ်တော့ကိုပေါ့ဟုတ်ပြီအဲ့တော့ကျွန်တော်ပျောက်ကြီးရှာဖို့ဟာစတင်ပြီးတော့အန်ချိတ်လိုက်တော့မယ်โอเคလာပြီနော်ဒီဒီဘက်ကိုတေးချအောင်နင်းပြီးရင်ကျွန်တော်ရော့အကွစ်နှလုံးအဲဆိုရင်တော့ကိုတို့လိုချင်တဲ့ defend လေးရပြီနော်โอเคကျော်ရအဘက်ကိုသွားပါတယ်ကျွန်တော်အဘက်ကိုပဲလိုက်မှရပါဆိုတော့ eagle အရင်ဆွဲမှအဆင်ပြေမယ်နော်ပြီးတော့ကိုတို့ရေ super yeti လေးတွေထည့်မယ်နော် super yeti ထည့်မယ် အလက်ထရိုတိုက်တန်ကြောက်ကြီးတစ်လုံးအုပ်မယ် ice golem ဘောလူးထည့်မယ် okay ပြီးတော့ဒီဘက်ကနေကိုတော့ giant arrow လေးပြစ်မယ် sea bar လေးရှာပေးမယ်နော်ဒီမှာကိုကိုတော့ jump spell လေးရှာပေးလိုက်မယ် okay နောက်ဆိုအစင်ပြေသွားပြီနော်ခုပြော spell ရကိုတော့ဒီ king လေးကိုနည်းနည်းပါထိန်းရှုပ်ပေးအောင်မယ်ဗျ king လေးကြွားသွားမှာဆိုလို့ဒီလိုအခြေအနေမျိုးဆိုကျွန်တော်တော့ ability ပေးလိုက်တော့မယ်နော် eagle အမြန်ဆုံးရသွားမယ် nice ဒီပျောက်ကြီးတစ်လုံးဒီမှာအုပ်ပေးလိုက်မယ်တောင်ဟုတ်ကို ယတီလေးတွေအားချိတ်လို့ရအောင်ပါနောက်တစ်လုံးတော့ထပ်ပြီးတော့မှဆေးပြအောင်အုပ်ပေးလိုက်အောင်မပြ Okay ကဲဒီလောက်ဆိုအဆင်ပြေပြီနော်အဲ့ဒါကိုတော့စာပြီးတော့မှဝိုင်ယံချန်ပီယံလေးကိုရှလို့ရပြီနော် Okay ဒီမှာဆိုတောင်းခွင့်ရပြီနော်ပြိမော်တော့တလား Okay nice ဝိုင်ယံချန်ပီယံလေးကိုရှမယ်လွတ်ထားပေးလို့ရတဲ့နေသားလေးဆိုလွတ်ထားပေးမယ်ချိန်နေမကောင်းရင်တော့ပျောက်ကြည့်အောင်ပါမယ် Okay ဒီလိုနေရာမျိုးဆိုလို့ရှိရင်တော့ပျောက်ကြည့်ဖို့ကအင်း Okay ဒီလိုလေးအုပ်ပေးလိုက်မယ် Good ။ဘာမှပြန်ကြည့်စရာမလိုဒီအတက်ကီးကစက်ကိုမှဆောင်ရမ်းမိုက်နေပြီဆိုတဲ့အောက်တိမ်မောင်တို့ကဆက်လျှောက်မှကြိတ်လုံးအဆင်ပြေတယ်။စူပါဝေါ်ဖရိတ်တောင်ကျွန်တော်မတုံးလိုက်ရဘူး။ဘီကကျွန်တော်ဒီမှာတွေ့လာဝေါ်လေးတွေဟာနေတာဆိုတော့ဒီလိုအတက်ကီးကအဲ့လိုဘီမျိုးဆိုရင်ပိုတော်မှမိုက်သေးတယ်ဗျာ။စပယ်တွေလည်းပိုတယ်။လုံးဝကျွတ်စင်တိမ်မောင်တို့တော်လေးကိုမိုက်တဲ့အနေထားဗျာ။ Oh my god ။ဆက်ကွန်တစ်ခုလည်းလုံးဖြစ်တာမဟုတ်ဘူးနော်ဘရာသာတို့။ဆက်လျှောက်မှလည်းတီးလို့ရပါတယ်။လုံးဝကျွတ်တဲ့စူပါယက်တီ Fireball Attacking တွေဖြစ်ပါတယ်။ โอเคกูบอกต่อซูเปอร์เยดีเล่ต้มมีตัวนี้ဆိုလို့ရှိရင်တော့16ရက်နဲ့နောက်ထပ်ကျွန်တော် Fire Ball Attack နေ့တခုကတော့ Rocket Ball နဲ့တုံးပြပေးသွားမှာဖြစ်ပါတယ် Rocket Ball Attack မှာဆိုလို့ရှိရင်တော့ CD ထဲမှာဆိုလို့ရှိရင်ကိုဘောတော့ Fan နဲ့နှာကောင်းနဲ့ Wish လေးကိုထည့်တယ်ပုံမှန်တော့ကျွန်တော်ကိုပြောင်း Spare ၄ Jazz Spare ၄ Race Spare ၄ထည့်ထားမယ်ဒီမှာဆိုလို့ရှိရင်တော့ Healer လေးတွေ Ball လေးတွေနဲ့တွဲပြီးတဲ့ပြင် Rocket Ball က20နဲ့3လုံးတိတိကိုပါတာပဲဖြစ်ပါတယ် Equipment လေးတွေကတော့ပုံမှန်တိုင်းပါပဲကျွန်တော် Game မှာဆိုလို့ရှိရင်ကျွန်တော် Aquish Pool နဲ့ Spiky Ball ကိုမှာဆိုလို့ရှိရင် Action Finger နဲ့ Giant Arrow ဝါရမှာဆိုလို့ရှိရင်တော့ Fire Ball နဲ့ Rage ဖြစ်ပါတယ် Wire Champion ဆိုလို့ရှိရင်တော့ Rocket Spear နဲ့ဒိုင်းကလေးကိုပြောင်းပြီးတော့မှသုံးပြရမှာဖြစ်ပါတယ်။ Okay အဲ့တော့ Let's go brother တို့ join စပြီးတော့မှဒီလိုက်ကြအောင်။ Okay ဒီပီလေးဆိုရင်တော့ကိုဘောကတော့ဒီဘုံတာဝါတက်တက်လောက်ကိုယူကြည့်မယ်ဗျာ။အဲ့ဒါဆိုလို့ရှိရင် Eagle လောက်ကိုထိပ်လောက်မလာပါနော်။ Eagle မရဘူးဆိုလဲ CC ကတော့တေချာပေါက်ရမှာဖြစ်ပါတယ်။ Okay အဲ့တော့ဘုံတာဝါဒီသွားဖို့တော့ကိုတော်တော်လေးတော့ဒီ Warden လေးကိုလောက်ယူရအောင်မယ်ဗောနော်။နောက် site ရှင်းပါရှင်းရတော့ကျွန်တော် Rocket Ball လူတွေနဲ့ရှင်းမယ် Defend နေ Okay ဒါမျိုးနေရာလေးတွေရှင်းလို့ရတယ်။ဒီနေရာလေးရှင်းလို့ရတယ်ဗျ။ Okay good ဒီမှာကျွန်တော်နှလုံးလောက်ချလိုက်မယ်ဒီမှာတလုံးထည့်မယ်နှလုံးထည့်မယ်ဟွန်းโอเคဒီလောက်ဆိုရင်တော့အဆင်ပြေပြီเนาะကျွန်တော်စိုက်ရှင်းတာကဲအော်ကောင်စိုးလေးကဟိုဘက်ပါသွားခြင်းတရားโอเคပေးသွားလိုက်မယ်ကျွန်တော်ပေးသွားလိုက်မယ်ကျွန်တော်စိုက်ရှင်းတာပိုကောင်းတာဗောနော်ချင်းနေမကောင်းတဲ့နေရာမျိုးဆိုရင်တော့ကျွန်တော်တို့ ice block နဲ့ရှုပ်မယ်เนาะဟွန်းကြောက် ice block နဲ့ရှုပ်လိုက်တော့မယ်ဟာနာတကောင်ထည့်တယ် ယောက်ကြီးကျွန်တော်စားတင်ပြီးတော့အုပ်မယ်တီယိုတလုံးတီယိုတလုံး Oh my god Oh my god တော်တော်အုပ်ပေးရမယ်နေသားကြီးကပျောက်ကြီးอ่ะကျန်လိုချင်တဲ့နေရာရောက်ဖို့ကတော်တော်လေးကိုပျောက်ကြီးအုပ်လိုက်ရတယ်နော်ဒီကကိုတော့ဒီနေရာကိုဂျိုင်းရဲ့အဲ့လိုပြပြမရ Oh my god ပုံသီးတော့ဗောအီကင်မရတော့ဘူးထင်နေရကိုဗောကျွတ်ဒါဆိုရော့ကတ်ဘောလုံးနဲ့ကြိုရှင်းထားပေးမယ်ရှီယာကောင်လေးတွေဝါဒန်အေးစစ်စစ်သွားလို့ရအောင်ဗျဒီကတော့ဝါဒန်လေးပေါ့နော်ဒီဘက်ကနေကိုတော့စီးပါတဲ့ရှာမယ် ကင်းရှာမယ် okay ဒီဘက်ကတော့ကျွန်တော်ဝိုင်းရရှယ်ပီယာဗယ်လတီအစင်ပြေတယ်နော်အတိုင်းပါလို့ကျွန်တော်မနိုင်တဲ့အနေအထားမျိုးတွေဒီဖန့်အရင်ကျမ်းပြီဆိုရင်တော့ rocket ball လူးနဲ့ပဲစားထိုးပြီးတော့ကျွေးတော့ကောင်းပါတယ်အေးစစ်စစ်နဲ့ monolish ကိုလည်းဒီဘက်ကဝိုင်းရရှယ်ပီယာမာသွားပြီဆိုတော့ရှစ်ဖို့ကောင်းပါပြီပေါ့ဗျာ okay ကိုင်းရတော့ကင်းရတော့ကင်းအောင်ဖြစ်သွားတယ်ဝါဒါကတော့ထပ်ပြီးတော့မှတောင်းကိုမှားနေပြီဖြစ်ပါတယ် ်နော်ဒီဘက်ကပျောက်ကြီးသလုံးရှာပေးလိုက်မယ်လှထားပေးလို့ရတယ်နော် brother king ability ဖွင့်ပေးလိုက်မယ် okay skeleton သလုံးရှာမယ်ပျောက်ကြီးနောက်သလုံးအုပ်မယ်ပြီးကျွန်တော် rage ပါထည့်ပေးလိုက်မယ်ဗျာညော့အဲ့ဒါပြီးသွားပြီပေါ့ဗျာဒါတော့တောင်း16ရဲ့ sona super yeti မတုံးကျင်တဲ့ညီကိုလေးတွေအတွက်ဒီ rocket ball လို့တုံးလို့ရတယ်ဆိုတော့အကြောင်းလေးကိုပြောပြပေးတာဖြစ်ပါတယ်ဒီမှာဆို rocket ball လို့က၈လုံးတိတိတောင်ပုံနေသေးတယ်ဗျာ ကျွန်တော်ပူလည်းဘာမှလုပ်လို့မရဘူးဆိုတော့ကောအမြန်ဆုံးလေးပြအောင်ကျွန်တော်ရှာပေးလိုက်မယ်ညော့ဗျာဆောင်ရမ်းမိုက်တယ်တော့ fireball attack ညာတိုင်မော်လို့အရန်မလောနဲ့အရန်မလောရင်အဆင်ပြေပြီဗျာဒီ attack ညာလုံးဝကျွတ်စင် okay အဲ့ဆိုတော့ကောတဟွန်16အနေနဲ့ကျွန်တော်ဆက်ကွန် try ကြည့်မှာဖြစ်ပါတယ်ဆက်ကွန်ရဲ့ attack ဖြစ်တဲ့ super yeti နဲ့ပဲကျွန်တော်ဆက်6မှာတုံးပြီးတော့မှဆက်ကွန်အောက်မဘေးကိုရိုက်ကြည့်မှာဖြစ်ပါတယ် okay ဒီလိုပြမျိုးဆိုရင်တော့ကောက fireball ဘယ်နေရာလေးအပြင်ကောင်းမလဲဆိုတော့ ဖိုင်ယာစပစ်တာတက်တက်ကိုပဲလမ်းရှာလိုက်ရင်မိုက်မယ်ထင်ပါတယ်။ Okay ကြာသလားလို့ဒီလာလေးရှာမယ်။ပြီးတော့ကျွန်တော်ဒီကိုပြောင်စပက်ရှယ်တဲ့နေရာမှာ3ထားမယ်နော်။ဒီမှာတစ်လုံးနှလုံးဒီဘက်ကိုလည်းတစ်လုံးရှာပေးလိုက်မယ်။ဒါဆိုရင်သေးကြပြီ။ပြီးတော့ကျွန်တော်တွေပျောက်ကြီးအုပ်လိုက်မယ်။ Okay ။ဟုတ်ပြီနော်။ဒါမျိုးဆိုကျွန်တော်ဘယ်ဘက်ကနေဝင်အောင်မလဲဆိုတော့ Okay ဒီအရပဲဝင်တော့ကောက်ပါရနော်။ Super Wolf Rage ရှာမယ်နော်။30တိုင်း Super Wolf Rage ချက်တယ်။ โอเคဒီဘက်ကနေပြီးတော့ Queen Ability C Barrel ပြီးတော့ကျွန်တော် Super Yeti Electro Titan Ice Golem Bolu K တခါလေးရှာလိုက်မယ်เนาะโอเค good အဆင်ပြေသွားပြီဒီဘက်ချမ်းတော့ကဘဝရဲ့ Champion လေးလိုက်သွားမယ်ဗျဆက်ရှောင်းနေတော့ဒီကောင်ကပေါက်လောက်မဲ့နေထားထင်တယ်ဗျโอเค Chance Spell လေးကဘဝရှာထားပြည့်ရယ်เนาะဝရဲ့ Champion ထည့်မယ်ဒီဘက်ကအနာလေးစောင့်ပြီးရတယ်ကျွန်တော်ပျောက်ကြီးတက်အောင်မယ်ပြီးတော့ ။ရောမကင်းဗလာဒီဗျာ။ဟုတ်လှသွားပြီ။ဒီနေရာမှာလှပဲပြောကြကြမှာနည်းနည်းလေးအဝိုင်းလဲသွားတယ်ပေါ့နော်။ Okay ။လှရဲပြောကြကြမှာဝိုင်းလေးတစ်ချက်လဲတယ်ဗျာပြဿနာမရှိပါဘူး။ Okay ။လောကနဲ့ baby dragon လေးရှာမယ်။တော်တော်ကောင်းတယ်တော့ဒီတန်ကင်ကတော့ဆက်ရှောင်းနေတော့မှသုံးပြီးတော့ဇက်ကုံမှဖြုတ်လို့ရတဲ့အထိကိုကောင်းလာသားတော့ တော့ fireball attacking တွေကသွားရှုပ်လို့မရဘူးတော်တော်များများ fireball attacking တွေကကိုယ်တော့ down level တစ်ဆင့်လောက်မြင့်လာတော့မှတီးလို့ရတယ်ဒါဟို easy to use ပြောတာเนาะနည်းနည်းလေးလွယ်လွယ်ကူကူနဲ့တိုက်လို့ရတယ်လို့ပြောတာတဆင့်ကျော်လောက်ကိုရှုပ်ဆောင်ရဲ့ channel တူက20ကျော်လောက်တီးလို့ရင်တီးရင်လည်းတီးလို့ရနေတာပဲအဲ့လိုမျိုးလေးပေါ့နော်အမှဆို spare တွေလည်းပိုသေးတယ်ဗျဒါလုံးဝတဟုန်ဆက်ရှောက်နဲ့တိုက်နေတယ်เนาะ လုံးဝစက်ကွန်တူစက်ကွန်ဆိုလို့ရှိရင်တော့ဒီ attack က AC ပဲဗျာတော်တော်လေးမိုက်တဲ့ထဲမှာပါတယ် okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဗီဒီယိုမှာဆိုလို့ရှိရင်တော့တဟော7နှစ်ကျွန်တော်17လောက်မှာလဲ firewall attack လေးသုံးပြီးတော့မှာတိုက်ပြပေးအောင်မှာဖြစ်ပါတယ်အဲကြောင့်မလို့ကိုယ့်ရဲ့ channel လေးကို subscribe မလုပ်ရသေး subscribe နေပြီးတော့မှာအားပေးလို့ရပါတယ်အားလုံးပဲပိုင်ပါကျွန်တော်ရဲ့ now video ကြမှာပြန်လဲဆုံတွေ့ကြပါမယ်ဗျာ